ိုင်မင်္ဂလာပါအဲဒီ reading လေးရကြတော့ဗောနော်ဒါသိရင်ငွေကြေးအလုတ်အကင်ဗောနော်ငွေကြေးအလုတ်ကိုင်ဒီ November 23ကနေ29ဗောနော်29အတွင်းမှာသိရင်ငွေကြေးအလုတ်အကင်နဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားတာပါဒီမှာအဲဒါဒါနဲ့ဆိုရင်ဒီလိုဗောနော်ငွေကြေးလေးတွေကိုတစ်ပတ်တစ်ခါကြည့်ပေးရဒါနဲ့ဆိုရင်ဒါဘီးပဲမြောက်ဖြစ်နေပြီဗောနော်အဲ့လိုတပတ်တခါဒီ KB ငွေကြီးလေးကြီးလည်းကြည့်ပေးတယ်အချင်းကြီးကန်လေးကြီးလည်းကြည့်ပေးရပါတော့ အဲ့တော့ဒီမှာဖိုင်းလေးသုံးခုရှိခက်ခက်သုံးခုရေးပေးမှာပေါ့နော်အဲတင့်ရဲ့ဒီတပတ်အတွင်းငွေကြေးလောက်ကိုင်းဒါအာကတ်တူမကတ်ထရီအဲ့တော့ဒီမှာအဲခက်လေးသုံးခုရှိတယ်ခက်1ခက်2ခက်3စိတ်แท้မှာပေါ့နော်ဒီငွေကြေးလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒီတပတ်မှာဘာတွေသိရမလဲဆိုပြီးတော့တွေးပြီးတော့ခက်လေးတစ်ခက်ရွေးပေးပါအာအဲ့ဆိုလို့ရှိရင်ဒီခက်1လေးကနေအရင်ပြောပေးမှာပေါ့နော် အဲခတ်ဝမ်းကိုရွေးချယ်ထားတဲ့သူလေးတွေရဲ့ဒီနိုဝင်ဘာ23ခါနေပြီးတော့ဒီ29မှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဟာသူကအဲကိုပိုင်လုပ်ငန်းလုပ်ထားတဲ့သူတွေဆိုရင်တော့ဒီတစ်ပတ်ကတော်တော်လေးအဲအဆင်ပြေမယ်ငွေကြေးတွေအဲတော်တော်လေးအဲပို့ပြီးတော့အကျိုးမြတ်ရတဲ့အဲတပတ်လို့ပြောလို့ရတယ်ပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေဒါမှမဟုတ်ရင်ကိုကအရင်တုန်းကအဲကိုအလုံးနဲ့ပတ်သက်ပြီးတော့တစ်ခုခုကို uh, invest လုပ်ထားတယ်ပေါ့နော်မျိုးစီချထားတယ်ဆိုရင်ဒီတပတ်မှာမတိမက်ပဲအဲ့ဒီကနေမှအကျိုးမြတ်တွေရတတ်တယ်တခုရှိတာကဒီခက်ကလေအများတန်းငွေယူပေါ့ဗောနော်ဥပမာငွေဘလောက်ဝင်ဝင်သူကငွေထွက်တယ်အဲ့ဒီအရဆိုကြတော့ကိုကကိုယ့်ရဲ့ကိုင်းတွယ်မှုပေါ်မှာမူတည်တယ်ဗောနော်ဒီခက်ဝန်းလေးတွေညာလေအဲ့တော့ဒီကိုကဒီ ငွေကြေးကိုဒီတပတ်ထဲမှာအရန်ကြီးမတုံးမဲနဲ့ပေါ့နော်တိတိချာချာလေးအဲကိထားမယ်ဆိုရင်တော့ငွေစုနိုင်မယ်လို့မျိုးဆိုရင်ဝင်တဲ့ငွေတွေအကုန်လုံးကကိုယ့်ရဲ့ဒီလိုမျိုးတိချာမထိန်သိမ်းမှုအောက်မှာပဲထွက်သွားတတ်တယ်ပေါ့နော်အဲ့ဒီအရာလေးရောတစ်ချက်အာ နောက်တစ်ခုကကြာအဲ့လိုမျိုးလေးစက်တူ share ရတို့အဲ့လိုအဖွဲ့အစည်းနဲ့လောက်တာတွေပါတယ်တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဒီခဝန်းလေးကဝန်းလေးတွေရာလေးဒီတပတ်မှာလေအဲ့တော့ဒါခဝန်းလေးတွေရတာငွေကြေးပေါ့နော်ဒီတပတ်ရငွေကြေးအဲဟိုကိုကကိုပိုင်လုပ်ငန်းလုပ်တဲ့လူတွေအတွက်ဆိုရင်တော့ဒီခဝန်းကတော်တော်ကောင်းတယ်အဲဝန်ထမ်းတို့ပါလို့ဆိုရင်တော့အဲ့လောက်ကြီးသိကောင်းတဲ့ထဲမှာတော့မပါဘူးပေါ့နော်အဓိကတော့ဟိုဝင်ငွေဝင်ငွေရတော့အထွက်များတဲ့ပုံစံမျိုးဒီတပတ်ထဲမှာအဲ့ဒါလေးကိုတစ်ချက်ကယူဆိုင်ပါနောက်တစ်ခု ခတ်တူခတ်တူကိုရွေးထားတဲ့သူတွေရကြတော့အော်သူ့ရဲ့ဒီငွေနဲ့ပတ်သက်ပြီးတော့အကြတော့လေသူကငွေဝင်ငွေထွက် မမြဘူးပြောရလို့ရှိရင် လုံးဝကိုမစုဆောင်တဲ့အထက်မှာပါတယ်သူကလေဘလောက်ပဲဝင်ဝင်ထွက်တာနဲ့မများတဲ့အတွက်အနာဂတ်မှာငွေစုဆောင်နိုင်တဲ့ပုံစံမျိုးမတွေ့ဘူးပြောရရင်အခုဒီတစ်ပတ်မှာဘလောက်ပဲငွေဝင်ဝင်နောက်လအတွက်ငွေမရှိဘူးအဲအဲ့ဒီလိုမျိုးတွေမှာဖြစ်နေတတ်တယ်ပေါ့နော်ဒီခတ်တူကိုရေးတဲ့သူလေးတွေပြီးတော့ကြာအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်မှာသိကောင်းတယ်လို့မခံစားရဘူးပြောရရင်အလုတ်ထဲမှာပြိုင်ဘက်တွေများတယ်ပြိုင်ဆိုင်တွေများတယ်ကိုကိုတောက်ချမဲ့သူများတယ်ကိုကိုဟိုဟိုဘယ်လိုပြောရမလဲဟို အအနိုင်ကျင့်တဲ့သူများတယ်ပေါ့နော်အလုပ်ထဲမှာကိုယ်ကိုသိပ်မနေရမပီးချင်တဲ့သူများတယ်ဘလို့နေပေမှာဖြစ်ဖြစ်ကိုပိုင်စီးပွားရေးပဲဖြစ်ဖြစ်ဝန်တန်းထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီကိုကအဲ့ဒီလိုမျိုးတွေတိုက်ခိုက်တဲ့သူတွေများလာတဲ့အတွက်ကိုကဒီအလုံးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့စူးစမ်းခြင်းစိတ်တွေဖြစ်လာမယ်ကာလတစ်ခုလို့လည်းပြောလို့ရတယ်နောက်တစ်ခုကကြတော့ ကိုကတကယ်လို့အလုံးကင်ပိုင်းမှာအခုဒီခတ်တူးကိုရွေးတဲ့သူကအဆင်မပြေဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲအကြံဉာဏ်မရှိဘူးဆိုရင်ကို့ထက်တက်ကြီးတဲ့သူပေါ့နော်ဒီလိုအလုံးကင်ထဲမှာကို့ထက်အသက်ကြီးတဲ့သူတူဦးရှိရနေပြီးတော့အကူအညီယူပါသူရှိရနေပြီးတော့အကြံဉာဏ်နေတောင်းပါအဲဆိုရင်တော့ဒီခတ်တူးလေးတွေကအဆင်ပြေမယ်ပေါ့နော်ပြောရရင်တော့ခတ်ဝမ်းကမှငွေဝင်လေးတဲ့ပေါ့နော်ခတ်တူးကကြာတော့အဲ့လောက်ကြီးငွေဝင်တဲ့ကတ်မျိုးမတွေ့ဘူးပြီးတော့ကြာတော့ဒီကို့ကိုလည်းအဲ့လိုနှောက်ရှက်မယ်ကြောက်ချမယ်အဲ့လိုလူတွေရှိရယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအရာတွေ ကနေမှအဲ့ဒီအရာတွေကိုကျေးဇူးတင်ရမယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကမှကိုယ်ကိုစူးစမ်းခြင်းစိတ်တွေဖြစ်အောင်လုပ်ပေးမယ်။လုပ်ပေးတဲ့အခါမှာကိုကဒီထက်ပိုပြီးတော့စူးစမ်းလေကိုကအောင်မြင်လာလေပဲ။ပြောရမယ်ဆိုရင်တော့အခုဒီတပတ်စာအတွက်ကိုအဆင်ပြေပြီမယ်။အနာဂတ်မှာကိုကအောင်မြင်မဲ့ထင်မှာပါတယ်ပေါ့နော်။အဲ့တော့ဒါကကြတော့ဒီခတ်တူးကိုရွေးထားတဲ့သူလေးတွေအတွက်ပါ။ country country ကိုရွေးထားတဲ့သူလေးတွေရဲ့ဒီ November 23ကနေ29ကကြာတော့လေဒီခတ်သုံးခတ်ထဲမှာဆိုရင်တော့ country ကိုရွေးတဲ့သူလေးတွေရဲ့ငွေကြေးအလောက်ကင်ရတိတ်ပြီးတော့ကောင်းတဲ့ထဲမှာမပါဘူးပေါ့နော်ဒီတစ်ပတ်ကလေဒီတစ်ပတ်ကကိုကအလောက်ကင်မှာဘယ်လိုအလောက်ကင်နေမှာပဲဖြစ်ဖြစ်ကူကယ်ရမယ်နေတတ်တယ်ပြောရလို့ရှိရင်အလုတ်ထဲမှာအကြောင်းမျိုးကြောင့်မို့ပြဿနာပေါ်လာပြီးတော့အဲ့ပြဿနာကိုပြဿနာဖြစ်သွားတတ်တယ်အလုတ်ထဲမှာအကြောင်းမျိုးကြောင့်မို့လူလျှော့တာတွေပါလုံနေလဲအဲ့ထဲမှာကိုပါတတ်တယ်အဲနောက်ဆုံးပေါ့နော်အားလုံးလားသာတိုးရင်တော့အဲ့တိုးမဲ့ထဲမှာကိုမပါဘူး အဲအဲ့ဒီလိုမျိုးထီကိုကအဲ့လိုမျိုးတိတ်ပြီးတော့အဆင်မပြေအဆင်ပြေတဲ့ထဲမှာမပါဘူးပေါ့နော်ပြီးတော့ကြတော့ကို့မာလေးကို့နဲ့အတူလုံနေတဲ့သူတွေကထွက်သွားတာမျိုးကိုကတယောက်တည်းကြံခဲ့တာမျိုးဒီတာဝန်တွေအကုန်လုံးကိုတယောက်တည်းယူလိုက်ရတာမျိုးအလုံးကကိုပိုင်လုပ်ငန်းပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်အလုံးထဲမှာအဆင်မပြေဖြစ်ပြီးတော့ဘသူကိုကူကအဲကုကေရမယ်ပေါ့နော်ဘသူကိုအကူညီတောင်းရမလဲအဲ့လိုမျိုးအနေထားတွေထိဖြစ်တတ်တယ်ပေါ့နော်ကိုရဲ့အခုလက်ရှိလုပ်နေတဲ့စီးပွားရေးကိုလည်းရက်တန်းရမှာလို့လို့ဒီယာကြီးကို ဆက်မသွားတော့ဘဲနဲ့ကိုယ့်ရဲ့ဒီအခုမှစူးစမ်းစဲစိတ်ကလေးကိုပဲရက်လိုက်ရမှာလို့လို့အဲ့ဒီလိုမျိုးတွေဖြစ်နေတတ်တဲ့ကာလပေါ့နော်ပြောရရင်ဟိုငွေကြေးရလဲအဆင်မပြေဖြစ်တဲ့အနေထားထဲမှာလဲတွေ့ရတယ်ဟိုကိုကอืม ဘယ်လိုပြောရမလဲကို့မှာလည်းငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီကက်သရီလေးတွေလေအဲ့လိုအကျွေးတွေပါယူသူများရှိရာယူထားတဲ့ပုံစံလေးလည်းတွေ့ရပေါ့နော်အဲ့ဒီအရာတွေကိုလည်းကိုကဟိုယူလုံးကတော့ကိုဆက်နိုင်မယ်လို့ထင်ကောင်းထင်ခဲ့လိမ့်မယ်ပေါ့နော်အခုကျတော့ကိုကအဲ့ဒီလိုမျိုးဆက်ဖို့ຢာတွေရာလေးဟိုပြပြလာတယ်ပေါ့နော်ပြောရရင်များများလာတယ်ကိုဝင်တော့ဝင်ပို့တွေဖြစ်လာတယ်တိတ်ပြီးတော့ကိုမဆက်နိုင်ဘူးအဲ့လိုပုံစံမျိုးတွေအထိအဲတွေ့ရတယ်ဒါပေမဲ့ဒီကက်သရီကိုအဓိကမြင်နေရတာကလေ အဲ့အခက်ခဲတွေအကုန်လုံးဒီဒီတရားကတပတ်စာကြည့်ရဲဆိုပေမဲ့ဒီကက်ကကြာ future error လေဒီ cut 3ကိုရွေးရသူလေးတွေရပါတော့အဆင်မပြေဘူးဆိုလို့စိတ်ထဲမကြပါနဲ့ပေါ့နော်ဒီကက်ကလေ future တွေပါတယ် future တွေပါတယ်ဆိုတာကဒီကက်ကအခုဒီ2025 12လပိုင်းကုန်ပြီးသွားတာ ਨੇ ဟိုဘက်2026တလပိုင်းနဲ့ကိုရောက်တဲ့အခါမှာလုံးဝကိုတင်မတင်ထားနိုင်လောက်တဲ့အထိသင်ရဲ့ဒီငွေကြေးအလောက်ကန်ကန်ကြမှာပြောင်းလဲသွားလိမ့်မယ်လုံးဝကိုကောင်းမွန်တဲ့ဘက်ကိုရောက်သွားလိမ့်မယ်ပေါ့နော် ဲ့ဒီလိုမျိုးပါအဲဘယ်လိုပြောရမလဲ तू ကမျောလင်းချက်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုကအခုဒီနှစ်ကုံကလည်းနောက်နှစ်မှာငါကလုံးဝကိုဟိုပြောင်းလဲသွားလိမ့်မယ်စင်ပြေသွားလိမ့်မယ်ကုညီမဲ့သူပေါ်လာလိမ့်မယ်အဲ့ဒီလိုမျိုးမျောလင်းချက်တော့ထားရမယ်အဲ့ဒီလိုမျောလင်းချက်ထားမှသာလင်းဒီကိုက2026ထဲမှာအဆင်ပြေမှာဒီကကအခုဒီတပတ်အတွက်အဆင်မပြေဘူးဆိုပေမဲ့ဒီအဆင်မပြေမှုကလေ12လပိုင်းထိတောင်ပါတယ်ပေါ့နော်အဲ့ဒီလိုမျိုးပြောလို့ရတယ် အဲကိုတက်အသက်ကြီးရဲ့သူတယောက်ယောက်ရှိရနေအခုညီတောင်းရင်တော့ဗောနော်ဒီကိုရဲ့အခက်ခဲတွေငွေကြီးပိုင်းနေရအဆင်ပြေသွားနိုင်မှုတော့ရှိရဲဗောနော်အဲ့တော့ဒါလေးရတော့ဒါခက်သရီကိုကြည့်ပေးထားတာပါကျေးဇူးတင်ပါတယ်